ော့နောက်ဆုံးသောကာလရဲ့ sign တွေကဘာတွေ့ရမလဲလို့သခင်ယေရှုကိုဝိုင်းမေးကြတယ်။သူတပည့်တွေကမာသဲ24မှာဘယ်သူမှ မလဲဖြားစီနေတော့အလိန်မခံရစီနေတော့လှည့်ဖြားခြင်းရဲ့အစွမ်းလေးတစ်ခုကပါလဲဆိုတော့လှည့်ဖြားခံရတဲ့သူကလှည့်ဖြားခံရမှန်းမသိဘူး။သူခရစ်တော်ကိုစန့်ကျင်မဲ့သူဒူးစရိုက်သူလာအောင်မယ်။ဆိုတော့ဖြစ်စီခြင်းရဲ့သားမပေါ်လာခင်မှာဘာအရင်ဖြစ်ကြမလဲဆိုတော့ ဖောက်ပြန်သင်ခွဲခြင်းအရင်ဖြစ်မယ်အဖို့စွန့်ခွာခြင်း stasia ယက်တီချက်ဆို apostasia ယက်တီချက်မှစွန့်ခွာတယ်ဆိုတော့ကိုယ့်ရဲ့ခံယူချက်ယက်တီချက်တခုရှိပြီးသားဒါပေမဲ့အဲ့ဒီခံယူချက်ယက်တီချက်ရှိပြီးသားကိုအဲ့ဒီအတိုင်းမသွားဘဲနဲ့စွန့်ခွာသွားတာဖျောက်ဆောင်တဲ့ချင်းနေအများကြီးကိုသူရေးခဲ့တယ်။ဟောဆိုသူတဲ့ချင်းနေနဲ့ဖျား ရင်မျက်မှောက်တော်ထဲကိုတိုးဝင်ခဲ့ကြတယ်ဒါပေမဲ့ဒီမာတီဆင်ပဆန်ဘာဖြစ်သွားလဲဖះအောင်သူမယုံတော့ဘူးအသင်းတော်ဆုံးခွာသွားတယ်ယုံကြည်ခြင်းကိုဆုံးပယ်သွားတယ်ဒါပဲလားမဟုတ်ဘူးဒါအမေရိကမှာနာမည်ကြီးတဲ့ Jonathan Stingard လို့ခေါ်တယ်သူလဲ Ben ရှိတယ်အဲသူ Ben အဲသူဒါ Christian DY အဲ့ဒီသူလဲသူဖះကိုမယုံတော့ဘူးတဲ့ စွန်ပယ်သွားတယ်။နှုတ်ဘတ်တော်ဟောပါနော်တဲ့။အချိန်ရှိရှိမရှိရှိဟောပါ။ကြိုးစားပါ။အပြစ်ဖော်ပြပါ။ဆုံးမခြင်းပြုပါ။စိတ်ရှိပါ။အောဝါရမျိုးတွေပေးပြီးတိုက်တွန်းပါ။ဒါကျွန်တော်ရဲ့အကိုကြီးဝိညာဉ်ရေးရမှာကျွန်တော်ရဲ့ဝိညာဉ်ဖခင်ကြီးရှင်ပေါ်လူကဒီလိုပြောထားတာ။ဘာကြောင့်လဲနောင်ကာလလာပြန်ပြီခုနပြောတဲ့နောင်ကာလမှာလူတို့သည်စင်ကြယ်သောဩဝါဒကို နာမခံနိုင်ဘူးနာမခံနိုင်ဘူးစင်ကြဲတဲ့ over ဆိုမကြိုက်ဘူးဘာလို့လဲကိုထိုးနဲ့တယ်လို့ခံစားရတာဆိုအိပ်ပျော်နေတဲ့သူမီးဖွင့်လိုက်ကြီးတားစိတ်ဆိုးတာဘာလို့စိတ်ဆိုးတာလဲငါအိပ်နေတဲ့ဟာကိုဒီလိုပဲဝိညာဉ်ကြီးကအိပ်ပျော်တဲ့သူတမာတရားအလင်းထိုးရယ်လေအဆင်မပြေဘူးဒါမဲ့ဒီလိုမလုပ်လို့မရဘူးဟောပါတဲ့တမာကျန်းစာကျွန်တော်တို့ပြောထားတယ် ဆိုတော့အဲ့လိုပြောတဲ့အခါမှာဟိုကိုကိုပြောချင်တာတွေပြင်ပွားနေကြိုက်တာတွေပြောပလိုက်မယ်နားထောင်ကြနားမခံနိုင်တာနင်တို့ရာတော့အဲ့ဒါကိုပြောတာမဟုတ်နော်တမတရားကိုပဲပြောခိုင်းတာနော် အလွန်ရှည်တဲ့စိတ်နဲ့တွင်တယ်မှုပြောတာလားစင်ကြယ်တဲ့ဩဝါဒဆိုတဲ့အရာကဘာကိုပြောချင်တာလဲဖရားရဲ့တမတရားစစ်စစ်တွေကိုပြောတာကိုကိုပြုပြင်တဲ့အရာတွေကိုပြောတာသခင်ယေရှုကိုဘုံပေးတဲ့အရာတွေကိုပြောတာ ဒီအရာတွေကိုတဲ့နားမခံနိုင်ဘူးရာသောရာတတ်သောနားရှိလေမိမိတတ်မှတ်ခြင်းအတိုင်းများပြားသောဆရာတို့နောက်သို့လိုက်ကြလိမ့်မည် UMC Methodist အသင်းချုပ်ကြီးမှာဆိုရင်တင်းတော်ပေါင်းအမေရိကမှာတင်3000လောက်ရှိတယ်ဆိုတော့အဲ့ဒီထဲမှာဘာဖြစ်လာလဲဆိုတော့သူတို့ကဟာငါတို့ဒီလိန်တူတွေကိုလည်းလက်ခံရမယ်အကယ်၍ငါတို့ရဲ့အသင်းအုပ်တွေကလိန်တူဖြစ်နေရင်လည်းသူတို့ကို ိခါတော်ရပေးရမယ်ဒီကိစ္စတွေဖြစ်လာတော့အဲ့ဒီမှာတချို့ဟာတမတရားကိုကင်ဆွဲထားတဲ့အုပ်စုကနော်အဲ့ဒီမှာ conservative လို့သုံးထားတယ်နော်တကယ်တော့ရှီယိုဇွဲဆိုတဲ့အရာတည်းရှီယိုဇွဲလို့ကြားလိုက်ရင်ဟိုဘယ်တော့မှဟိုမပြောင်းလဲနိုင်တော့တဲ့သူတွေလို့တခါလေဟိုထင်တတ်တယ်အဲ့ဒါကိုပြောချင်တာမဟုတ်ပဲねတမတရားကိုကင်ဆွဲထားတဲ့အုပ်စုကမကြိုက်ဘူးမကြိုက်တော့နောက်ဆုံးမှာတချို့ထွက်ခွာဖို့ခွင့်တောင်းတဲ့ခါမှာသူတို့က ထွက်ခွာခွင့်ပြုလိုက်တယ်ဆိုတော့အသင်းတော်ပေါင်းဘလောက်လောက်ထွက်ခွာသွားလဲဆိုတော့9800နီးပါးလောက်ထွက်ခွာသွားတယ်เนาะ9800လောက်ရှိတယ်ဆိုတော့သူတို့ရဲ့ဒီ25ရာခိုင်နှုန်းလောက်အားလုံးကတင်တော့ကနေသူတို့သီးသန့်ပြန်ပြီးတော့ရက်တည်ကြတယ်ဆိုတော့ United Methodist Church ကနေနောက်ထွက်သွားတဲ့အဖွဲ့တွေကဘာဘာဖြစ် တို့ကလှုပ်လဲဆိုတော့ Global Methodist Church မနော်ကဘာလုံးဆိုင်ရာ Methodist အသင်းတော်ဆိုပြီးတော့စတယ်ဟာအသင်းတော်တွေကတဲ့ဒီလိန်တူကိစ္စတွေနောက်ပြီးတော့လိန်ပြောင်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ Bible ကတမန်ကျမ်းစာတိတိကျကျမတင်ထားပါဘူးလို့ပြောတယ်ဆိုတော့တိတိကျကျမပြောထားဘူးလားပြောတာပေါ့တမန်ကျမ်းစာထဲမှာလိန်ပြောင်းတဲ့ကိစ္စတွေ နောက်ပြီးတော့ lane 2ဆက်ဆံတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးမပြောဘူးလားသမချမ်းစာအတီးကြပြောတယ်ဒါမှကျွန်တော်တို့ကအဲ့ဒါကြားရင်မုန်းတယ်ဒါမုန်းတရားဟောတာမဟုတ်ဘူးသမတရားဟောတာသင်ကမုန်းတာအဲ့ဒါအမုန်းတရားမဟုတ်ဘူးသမတရားဒါမှသင်မကြိုက်တာလာလို့သူတိုင်းလာနိုင်တယ်ဒါမှ not stay as you are ပုံစံမပြောင်းမနေတော့နေလို့မရဘူးဖခင်ရဲ့မြတ်တာကလူမိဒီက ခရစ်တော်၌ရှိလင်အသစ်ပြုပြင်သောသတ္တဝါတဲ့ပြောင်းဖို့ပြောင်းတယ်အသင်းတော်တွေကစပြီး꿰လာတဲ့အရာကိုတွေ့ရတယ်။နောက်ဆိုတော့အခုဒါအင်္ဂလိပ်ကန်ကျောင်းပြောတယ်နောက်ပြီးရင်အာမက်သဒစ်ကျောင်းပြောတယ်အကယ်၍သာနောက်ဘက်ပတစ်အသင်းတော်တွေနောက်ပြီးရင်အာအေဂျီအသင်းတော်တွေဒါတွေမဖြစ်လာဘူးလို့မပြောနိုင်ဘူးဒါတွေအားလုံးကအခုချိန်မှာစတင်ပြီးဖြစ်နေပြီဖြစ်တည်ခြင်းမှာစွန့်ခွာတယ်ဆိုတာနော်ခုနပထမပုံမှာဆိုရင် မိသားစုဖြစ်ရမှာဒါပေမဲ့ဖခင်ဖြစ်ခြင်းကနေဖခင်မလုပ်ချင်တော့ဘူး single ပဲလုပ်တော့မယ်ဖခင်เนาะတာဝန်ယူရမယ်တာဝန်ယူခြင်းဘူးဖခင်ဖြစ်ကနေစွန့်ခွာတယ်ပြီးရင်မိသားစုသွားမဲ့အစားမိသားစုတွေ꿰တယ်အမျိုးသမီးတွေအမျိုးသမီးဖြစ်မနေတော့အမျိုးသားတွေမျိုးသားဖြစ်မနေတော့ဖြစ်တည်ခြင်းကနေစွန့်ခွာတယ်တော့အခုချိန်မှာ ဒါရှက်ကြောက်စရာတကူမဟုတ်ဘဲနဲ့ဂုံယူစရာလို့ဖြစ်လာတယ်။နော်ခရစ်စမတ်ဆိုရင်မလုပ်ကြလဲ။တည့်ရပဲကျင်းပါကျေးဇူးတော်ချီးမွမ်းခြင်းပွဲဟုတ်တယ်ရှိတယ်။တိုင်းပြည်ကိုကာကွယ်တဲ့သူတွေနော်အာနေဆိုပြီးတော့ veteran နော်တည့်ရကျင်ပါတယ်။ဒါမဲ့6လပိုင်းကိုဘယ်လိုသတ်မှတ်ထားလဲ? Pride Month ဒီအဖွဲ့တွေ LGBT လား ်တလလုံးအဲ့ဒီအတွက်ကျင်ပါတယ်မတရားသောမိထုံ၌မိဝဲသောသူနော်လက်မထက်ပဲအတူနေတဲ့လူတွေကိုပြောတာမတရားသောမိထုံအဲ့ဒီသူတွေပါတယ်ရုတ်တုကိုကိုွယ်သောသူ သူမယားကိုပြမသောသူယောက်ျားချင်းမိထုံကိုပြုသောသူထုံမှုကိုခံသောသူသူဥစ္စာကိုခိုးသောသူနော်တခိုးတွေလည်းပါတယ်လောဘလွန်ကျူးသောသူတေးတည်းရဲ့နေရစ်မှုသောသူ ရက်သမားတွေပါတယ်ဆဲရီကဲ့ရဲ့တော်သူเนาะအဲ့ဒါတွေမလုပ်ဘူးဒါပေမဲ့ Facebook မှာအတကုံဆဲတယ်အနိုင်အထက်လူယူတော်သူတို့ဒီဘုရားသခင်ဤနိုင်ငံတော်ကို အမွေမခံရကြ falling away လူတွေကပြုတ်ကြမယ်ပေါ့တိုက်ရိုက်ပါသားပြန်မယ်ဆို falling away falling from grace ဂျေဇူရောကနေပြုတ်ကြမယ်ဆိုတဲ့အဓိပ္ပာယ်မပြုတ်ကြအောင်မလုပ်ရမလဲ stay နေပါဖះရဲ့နှုတ်ကပတ်တော်မှာယက်တီပါတမတရားပေါ်မှာမလောက်ခက်ခဲခက်ခဲအစင်မပြေမှုတွေရှိရင်လည်းတမတရားပေါ်မှာယက်တီပါဘယ်တော့မှ compromise အပေးယူမလုပ်ပါနဲ့ဖះရဲ့နှုတ်ကပတ်တော်ရောင်းဝယ်မလုပ်ပါနဲ့ဖះကိုအကျွင်းမဲ့ယုံကြည်ကိုးစားပါတင်ကိုထာဝရကာလအထိတာဝန်ယူရဖះဒီဘဝမှာလည်းတာဝန်ယူနိုင်တယ်လုံးဝယုံကြည်ပါ awake no journey ပါ ဝิญဉ်ရေးရမှာအိတ်မပြောသွားနဲ့ဝิญဉ်ရေးရမှာအိတ်မပြောနဲ့တမာတတိရှိ၍စောင့်ရမယ်ယေအခွင့်ပေးပါဝิญဉ်တော်အခွင့်ပေးပါဝิญဉ်တော်နဲ့ရှောက်လန်းတဲ့သူဇာတိရဲ့အလိုဖြည့်ဆည်းခြင်းမရှိဘူးအကြောင်းဒီနေ့ stay stay s t a y stay ပေါ့ပြန်သင်ခွဲခြင်းနေလာတော့မယ် stay stay ဆိုလို့ เนาะငါဒီမှားတဲ့အဖွဲနဲ့နေရမယ်ပြောတာမဟုတ်ဘူးတမာတရားအဖွဲနဲ့နေရမယ်တမာတရားအဖွဲနဲ့နေရမယ်ဖခင်ရဲ့နှုတ်ဘတ်တော်မှာယက်တီပါဖခင်ကိုအကျွမ်းမဲ့ယုံကြည်ကိုးစားပါဝိညာဉ်ရေးရမှာနိုးကြပါတန်ရှင်းသောဝိညာဉ်တော်ကိုခွင့်ပေးပါအဲ့လိုအသက်ရှင်မယ်ဆိုရင်သင်ရဲ့အသက်တာမှာဖောက်ပြန်သင်ခွဲခြင်းဘလောက်လာလာယက်တီချက်ကနေစွန့်ခွာတော့မှာမဟုတ်ဘူး ဖြစ်တည်ချက်ကနေစွန့်ခွာတော့မှာမဟုတ်ဘူး။တမန်တရားကိုအမြဲတမ်းဂိုင်ဆွဲပြီးတော့အသက်ရှင်တော်သူများဖြစ်ဖို့ဘုရားထူကောင်းကြည်ပေးပါစေ။